ီမှာဝက်ကက်ခင်မှာညီဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကြူအားကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုံဖို့ဆို မင်္ဂလာမနက်ခင်းပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုံမြေတန်ကြားရဲ့မနက်၈နာရီတွေကို တင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကဘာသတင်းနေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် နိုင်ငံဝန်ထမ်းငိမ့်စားဝန်ထမ်းတွေနဲ့စစ်ကောင်စီတပ်သားတွေကိုအောက်တိုဘာလ၁ရက်နေ့ကစပြီးလက်ရှိရနေတဲ့အပိုထောက်ပံ့ခြေတလ6000အပြင်3000အပိုခန်းစား권ပေးမယ်လို့အနာသိစစ်တပ်လက်အောက်ခံဗန်နိုင်းနဲ့အခွန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီအပိုထောက်ပံ့ခြေကိုတော့ငိမ့်စားယူဖို့ပြင်ဆင်နေတဲ့လေလာနဲ့လာစာနဲ့တခြားခန်းစား권ရနေတဲ့ကာလာတွေမှာခန်းစား권ရမှာဖြစ်ပြီးနိုင်ငံခြားတိုင်းပြည်တွေကိုဆေးလွှတ်ချေခံရတဲ့ဝန်ထမ်းတွေနဲ့ပညာသင်ဆုသွားရောက်နေသူတွေမရဘူးလို့ထုတ်ပြန်ထားပါတယ်။အပ ပို့ထောက်ပံ့ခြေကိုတလုံးနဲ့ပင်စင်အဖြစ်လဲလဲခွင့်မပြုဘူးလို့လည်းဆိုပါတယ်ရှင်။ဆယ်စုကလုံမဲ့ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူတွေရဲ့စည်ရင်ကိုစက်တင်ဘာလ30မှာစပြီးထုတ်ပြန်ပေးထားပေမဲ့ပြည်သူအများစုကစိတ်ဝင်စားတာကြောင့်တွားကြည့်သူမရှိသလောက်ဖြစ်နေတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေကပြောပါတယ်။ ရွေးကောက်ပွဲအတွက်မဲစီရင်ရက်ွက်ရုံနဲ့မှာကတ်ထားတာဖြစ်ပြီးမဲစီရင်လာကြည့်ကြဖို့ကိုလည်းတလန်းဝင်တလန်းထွက်အတန်ချက်ဆက်နဲ့လိုက်အော်အတိပေးတာတွေရှိတယ်လို့သင်ငန်းကျိုးမြို့နယ်နေပြည်သူတယောက်ကပြောပါတယ် မင်္ဂလာတော်မြို့နယ်နေပြည်သူတယောက်ကလည်းမဲစင်းသွားကြည့်သူမရှိတဲ့အတွက်အပိုင်ဆက်အိမ်မှုရအိမ်မှုတွေကမဲစင်းကြည့်ဖို့တိုင်တက်စင်လိုက်ခေါ်နေတာရှိတယ်လို့ပြောပါရတယ်။အဲ့ဒီမဲစင်းကိုစက်တင်ဘာ30ကနေအောက်တိုဘာ17ရက်အထိသက်ဆိုင်ရာရက်ွက်ရုံတွေမှာကတ်ထားကြညာပေးထားမှဖြစ်ပြီးစီးရင်ထဲမှာမပါရင်ပုံစံ၃နဲ့ထည့်သွင်းပေးဖို့တောင်းဆိုတာ မပါသိတဲ့သူရှိရင်ပုံစံလေးနဲ့ကန့်ကွက်တာမဲစင်းထဲမှာပါတဲ့အချက်လက်လွဲမှားနေရင်ပုံစံလေးကားငယ်နဲ့ပြင်ဆင်လွှာတင်သွင်းစီလိုတဲ့ဆိုပြီးစစ်ကောက်စီဩစာခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ပြစ်စေဖြစ်ဆက်တာတွေလုပ်ပြီးရင်နောက်ဆုံးအကြိမ်နေနဲ့နိုဝင်ဘာလအထက်မှာထပ်ပြီးကြေညာပေးသွားမှာဖြစ်သလိုအိမ်နောက်စုတစုကိုအနည်းဆုံးတယောက်မပြတ်မကွက်လာကြည့်ဖို့ကိုလည်းဆိုထားပါရဲ့ရှင်။ တတိုင်းပြည်လုံးကမထောက်ခံတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူပေါင်းကောက်ွယ်တာဟာလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက်ပတ်သက်နေတယ်လို့ကရင်စစ်ရေးလေလာသူတွေနဲ့အရက်ဘက်ဖွဲ့တွေကပြောပါတယ်။အောက်ခတ်ပေးပို့ထားပါတယ်ရှင်။စစ်တပ်ကလမ်းမဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရေကောက်ပွဲဟာကင်းပြည်နယ်နဲ့ပြည်သူတွေရဲ့ဘဝကိုအေဂျင့်တင်ငင်အောင်ဖန်တီးပေးနိုင်မယ်လို့ယုံကြည်ကြကြောင်း SCA လက်မှတ်ရိုးထားတဲ့ကိလနဲ့ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ီမိုကရေစီကြိုးပြုကင်းတက်မတော့ဒီကေပီကင်းငင်းငင်းကောင်စီကဲယူကဲလဲလီပီစီနဲ့စစ်တလောက်ခံလဲရသောက်တက် BGF တို့ကပူပေါင်းကာကွယ်သွားမယ်လို့စတီမန်28ရင်းလေးကထုတ်ပြန်ခဲ့ပါတယ်အခုလိုထုတ်ပြန်တာအဖွဲ့အစည်းကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေအရာရှိတွေရဲ့အကျိုးစီးပွားနဲ့တည်းရဲ့ပတ်သက်ဆွံ့နေတယ်လို့ကင်းစီရဲ့လလသူတယောက်ကပြောပါတယ်အဲဒါရမင်းတဲ့ချီချီမာ သူတို့ရဲ့သဘောထားတွေပြောင်းနေသူတို့ရဲ့ခံချက်တွေပြောင်းနေဟိုတိုင်းလုံးတပြည်လုံးကမထောက်ခံတဲ့အာမပေးတဲ့ဒီစကားမကိုကရင်လူမျိုးတွေအတွက်ကိုစားပြုရင်လူမျိုးတွေအတွက်ဖေရယ်စတေးရာမို့တော့လုံဆောင်နေပါတယ်လို့ကြွေးကြော်နေတဲ့ DKB နဲ့ PGA ခေါ် KNA ကတော့ဒါဒီချိန်မှာကိုကွဲပြပြဟိုမြင်သွားတယ်ပေါ့လူတို့တွေကတော့အဲဒါအားရဟိုကျွန်တော်တို့ပြောမယ်ဆိုရင်တော့ သူတို့အဖွဲ့အစည်းတွေရဲ့သူတို့အဖွဲ့အစည်းတွေကိုဦးဆောင်နေတဲ့လူကြီးတွေကောင်းဆောင်တဲ့ရာရှိတွေရဲ့အကျိုးစီးပွားနဲ့တိုင်းရိုက်ပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့တော့ယုံကြည်တယ်ကင်းမြူသားစီယုံကင်းဦးဘက်ကတော့လာမယ့်ရွေးကောက်ပွဲကိုပြည်သူနဲ့သူဆက်ညင်သွားမှာဖြစ်ပြီးစစ်ကောင်မရှင်ကိုကူညီတဲ့သူတွေဟာနိုင်ငံရေးရဆက်ညင်ပြီးလုသွားတဲ့အတွက်ကင်းယူမူဝါဒတိုင်းဆက်သွားမယ်လို့ရိုဆော်တော်နီကပြောဆိုထားပါတယ် လက်ရှိဒေသခံတွေအနေနဲ့လည်းရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားတဲ့ပြင်အရေးယူတာမရှိဘူးဆိုရင်မဲပေးမဲ့လူရှိမှမဟုတ်ဘူးလို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတယောက်ကပြောပါတယ်ဘဝနဲ့ပတ်သက်ပြီးတော့တော့ကောင်းပါပြီဆိုတော့သူတို့ကဘူးစီဝါကဘူးတို့လည်းကိစ္စယူကဘဝင်းနဲ့ပျော်ရဲရလာတာဘလို့ဖြစ်နေသူတွေကိစ္စကူဟာယူကဘဝင်းကိုတကယ်ဖြစ်တယ်ဆိုတဲ့အင်တာကူပေါ်မှာနေပဲအာလောဇေက 就明天下午教育局啊，党委一块儿召开那个专门那个学习会呢，是徐高姑和赵旭、徐高姑和的，是召开那个第三次那个主题教育的干部座谈会，就大会呢，对上面的那那一些路子嘛，我们明确。那我们今天晚上那边下午六点咱们看，那个有关的那个专门那个专题的那个那个那个徐高姑就恐怕就比较。 အဲ့တော့တနည်းတော့မဲမပေးရင်ကိုနာဒူလိုကျွန်တော်တို့ကိုမပေးဘူးဆိုရင်ဘာမှရည်ရည်ရှိရှိမှုတွေတော့ပေးကြတယ်မဲပေးမဲ့လူရှိမှာပေါ့လက်ရှိမှာလဲစစ်ကော်မရှင်တပ်ကရေကွက်ဝဲကာလမတိုင်မီလက်စဆုံယူထားတဲ့တက်စကန်တွေပြန်လဲရယူနိုင်ဖို့နဲ့နေပြည်တော်မှနိုင်ဖို့မြောက်ဤတောင်ဘက်ကိုအင်အားလုံးကြီးနဲ့စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ် चलो की दिने मारो आजी का वे तमर हरे काला मटाएंगे नो सका मारा तादरो ये सुमुन ने मेरी प्याले याशी को तादरो चूजा आटा उन्हें रहो लो चलो मिट्टी निया रे तू तो ले बे तुम बस वे काला मियाँ के माँ बे इतरो तो आज ने रे इसुमु इडिया रे तो लो जी रे सुमु इडिया रे को तो प्याले भी सुमु नहीं मिला तमाम हाउ ये का वे तमर शेया हुई နော်သူတို့သမထားတဲ့တိုက်ကဲသူတို့သမထားတဲ့စုမှုဧရီကိုမရဘဲနဲ့ရွေးကောက်ပွဲကာလကိုပဲရွှေ့ရမလားဆိုတာကတော့ကျွန်တော်ပိတ်ထားပေါ်မှာဆက်ပြီးကြည့်ရမယ်နေတာမှရှိပါတယ်ပေါ့နော်ကင်းမြို့သားစီယုံကင်းကတော့စစ်ကော်မရှင်ပြုလုပ်မယ်ဘုရားဝင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ထားပြီးရွေးကောက်ပွဲဖြစ်မြောက်အောင်ပူးပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတယ် ်စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်ခုကျင်းပသွားမှာဖြစ်ပြီးကင်မီနယ်မှာတော့ဖအံမြောက်ပြည်နယ်တန်တုံကြီးမြို့နယ်သုံးခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်ခံပါထိုင်းနိုင်ငံမှာရှိတဲ့ CD ဆက်ရုံတစ်ခုမှာမြန်မာလုံသား1400ကျော်ကိုကြိုတင်အကြောင်းကြားတာမရှိဘဲအလုပ်ထုတ်ပစ်လိုက်တယ်လို့အလုပ်သမားတွေနဲ့အလုပ်သမားအရေးတက်ကြွလှုပ်ရှားနေသူတွေကပြောပါရယ် 2025ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာပဲထိုင်းနိုင်ငံဖစ်ပူရီခရိုင်အတွင်းရှိ CD စက်ရုံကမြန်မာလုံသား1450ရောက်ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုံဖြုတ်လိုက်တာပါစက်ရုံအလုံရှင်တွေဘက်ကတော့အလုံသမားတယောက်စီကိုနှင်နာခြင်းအဖြစ်ဘတ်4000ကျော်နဲ့လောက်အခါရေးပေးကလက်မှတ်အတင်းထိုးခိုက်ပြီးနှင်ထုတ်နေတယ်လို့အလုံဖြုတ်ခံခဲ့ရတဲ့မြန်မာလုံသားတယောက်ကပြောပါတယ် လက်ရှိမြန်မာလုံသမားတွေအလုထုတ်ခင်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြန်မာလုံသမားရေးကူညီဆောက်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်းဆက်ယုံထဲဝင်ခွင့်မပေးဘဲဖြည့်ရှင်ခွင့်ပိတ်ပင်ထားတယ်လို့ MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုရဲမင်းကပြောပါတယ်တဖက်မှာလည်းအဲ့ဒီ CD စေယုံကလက်ရှိအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကိုအလုပ်ဖြုတ်လိုက်ပေမဲ့လာမယ့်နိုဝင်ဘာလအတွက်မြန်မာအလုပ်သမားအသစ်ထပ်ခေါ်ဖို့ရှိနေတယ်လို့ဆိုပါတယ် ဒါကြောင့်အလုသမားဟောင်းတွေကိုဖြုတ်ပြီးအလုသမားတစ်တွေစီကစမတ်ခါတွေအများကြီးရနိုင်ဖို့အခုလိုလုပ်တာပါဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။စံစည်းကဖွဲ့စည်းအောင်ရောက်လာပြီးစံနဲ့စံထွက်ပစ္စည်းတွေမှာစံစည်းကထူးထူးခြားခြားအနေအဆုံဖြစ်လာပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ လက်တလောရန်ကုန်မြို့ကဘရင်နောင်နဲ့ဝါတန်ဆန်ကုန်စီတိုင်းတွေမှာဆန်အဝယ်အေးတယ်လို့ဆန်စည်းတွေလည်းမနစ်ကချက်ကျနေပြီးဆန်စည်းအကြက108ပေါင်ပါ ဖွဲအတိတ်ကို7900ကျော်ရှိနေပြီမဲ့108ပေါင်ပါဆန်အိတ်အိတ်ကတော့7400ခွဲလောက်တာဈေးရလို့ကုန်တွယ်မှုလုပ်ငန်းတစ်လျှောက်မှာထူဆန်းတဲ့အခြေအနေတခုဖြစ်နေပါတယ်။ဖွဲလို့ရတယ်ဈေးကောင်းတယ်။ဖွဲလို့တပောင်ကို190လောက်ရှိနေတယ်။190ပေါင်တရားဆိုတော့4000ကျော်တာ108ပေါင်နဲ့တွက်လိုက်ရင်5000ကျော်တယ် တန်ဈေးရတယ်မှာ၄တောင်၄တောင်၄တောင်၅တောင်ဆိုတဲ့အခါကျတော့ခွဲလူကလည်းဈေးပူရတယ်၊ဇဝဲကလည်းဈေးပူရတယ်။ဆန်းရတာဈေးအနေနဲ့ဖြစ်။အဲဒါတော့ဈေးခွဲပုံမှန်မဟုတ်တဲ့အခြေအနေပါတော့။ဒီပုံမှန်မဟုတ်တဲ့အခြေအနေကအာတကယ်တော့ဟိုနည်းနည်းထူးခြားနေတယ်။ဈေးခွဲကဒီတိုင်းသွားမဲ့ဆိုမဟုတ်ဘူး။ဆန်းကုန်းစီတိုင်းတွေမှာအများဆုံးရောင်းဝယ်လုပ်ကြတဲ့ဆန်းတဲ့ဇကွဲမှာလည်း ဇကွဲစည်းကဆန်စည်းထက်မြင့်နေပြီးဇကွဲကတော့ပြပတင်ပို့မှုရှိနေပါတယ်မြမဇကွဲကိုတရုတ်နိုင်ငံကအများဆုံးဝယ်ယူနေပြီးအင်ဒိုနီးရှားဘယ်ဂျီယံပိုလန်နက်တာလန်စတဲ့ဥရောပနိုင်ငံတွေကလည်းဝယ်ယူနေတာဖြစ်ပါတယ်ဇကွဲစည်းကွက်အခြေအနေနဲ့ပတ်သက်ပြီးလက်တလောဇကွဲရောင်းနေသူတူကခုလိုပြောပါတယ်ဇကွဲကဟုတ်တာပြင်အကြီးပေါ့ဒီအကြီးလှမယ်အရောင်လေးပွင့်ပန်းကြဆို65လောက်ထိပြတ်တယ်လေစမ်းတော့အမြင့်ဆုံး6000 စာစာစာလဲစံသားပြည့်မှာ80 85ပေါ့6000အရင်တော့နေစံသေးနဲ့ဇကွဲသေးရဇကွဲသေးအောက်ကပဲလေစံသေးရအောက်ကဖြစ်နေအခုကစံသေးရအောက်ရောက်လို့ဇကွဲသေးအပေါ်ရောက်မြန်မာတိုင်းနိုင်ငံလုံးမှာစကွဲမပါပဲစံသားကြီးရအောင်ကြိတ်ခွန်းနိုင်တဲ့စူပါတရားရခိုင်နှုန်းလို့တပိုင်ထားတဲ့အစစ်မြင့်ဆန်ဆက်ကြီးတွေအပါအဝင်10မတ်25မတ်နဲ့35မတ်ဆန်အကြီးအကျွေးတွေကြိတ်ခွန်းနိုင်တဲ့ဆန်ဆက်ကြီးပေါင်း1900ကျော်ရှိပါတယ် မြန်မာနိုင်ငံဆန်ဆက်အတင်းရဲ့ခံမှန်းချက်အရတခြားဆန်ဆက်ငယ်ရိပါပါဝင်မယ်ဆိုရင်ဆန်ဆက်ပေါင်းတထောင်ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလိုတမ်းမြင့်ဆန်ဆက်တွေကိုငွေကြေးကုန်ကြခံတိဆောက်ထားပေမယ့်ကမ္ဘာဆန်စည်းကွက်ပြောင်းလဲဖြစ်လာတဲ့အခါတခြားဆန်ထွက်တဲ့နိုင်ငံတွေနဲ့မြန်မာဆန်တွေရှင်မရောင်းနိုင်တဲ့အခြေအနေကိုဆန်ကုန်တဲ့တဦးကတုံ့တက်ပါတယ်။မနောကျွန်တော်တို့စီဝေးတက်တဲ့ခါကြပါလေကျွန်တော်တို့နိုင်ငံပို့တဲ့ဆန်ကဖိုင်ရိုက် ဖိုင်ရဲဆိုဆမ်ဘူးပေါ့ဆမ်ဘူးဆိုတာဟိုဒီကုန်းကြီးတိုင်းမှာလာတဲ့အတူရဲကြီးအဖို့အစုံပေါင်းလိုက်ဒီထဲမှာတမင်းကောင်းတာလည်းပါမကောင်းတာလည်းပါစားသုံးတဲ့ကောင်မှာပြုတ်လာတယ်မာလာတယ်အဲ့လိုမျိုးတွေပါတာပေါ့နော်အခုမှာဟို GW level ဆိုပြောတာ။ဒါဂျန်နာဒိုဆိုရင်နည်းနည်းမှအဲ့နှမျိုးပုံပြီးတော့တမင်းချက်စားရေကောင်းမှာ။အဲ့တော့ကျွန်တော်တို့နိုင်ငံ e-sport တင်တဲ့လူအားလုံးကဒီကုန်စည်တန်းနေပြီးတော့အဲ့လိုမျိုးတွေ raw တွေဝယ်ပြီးအဲ့ရာကို ကိုလစ်ကလေးတင်ပြီးတော့ပို့လိုက်တကယ်တမ်းဒီစားသုံးတဲ့လူအသုံးပြုတဲ့လူမှာပြော့ရတယ်မာတာတွေနဲ့အဲတူတူတရားလည်းမထက်ဘူးသမီးအယောင်ရှင်းအရာတာတွေမှာသူများနိုင်ငံတွေလည်းမရှိနိုင်ဘူးလက်တလောဆန်စည်းကွက်ကြဆင်းနေတယ်လို့2025မိုးစပါးရာသီအတွက်စပါးတွေပေါ်လာပြီဖြစ်လို့စပါးလိုင်းလိုင်းပေါ်လာတော့မှာဖြစ်ပါတယ်ဆန်စည်းကြနေတာကစပါးစည်းကိုဆက်လက်ကြဆင်းစေမှာဖြစ်လို့ စစ်ကော်မရှင်အနေနဲ့တစုံတရာတုံ့ပြန်ဆောင်ရွက်မှုရှိပါကလာမယ့်စပားရာသီတွေမှာဆက်လက်ဆက်ပြိုးနိုင်ဖို့ခက်ခဲရအပြင်စပားဆက်အီက15တပ်မှစိုက်ပျိုးထုတ်လုပ်နေတဲ့တောင်တူမိသားစုတွေမှာစာဝတ်နေရေးဘေးဒုက္ခတွေကြုံလာကြရတော့မှာဖြစ်ပါတယ်။ကျမဟန္နာပါ။ ဗီယက်နမ်နိုင်ငံနယ်အံပြည်နယ်မှာနေထိုင်သူတွေဟာစက်တင်ဘာလ30ရက်မှာခအောက်ပိုင်းနေတဲ့အထိရေကြီးရရှန်နေတဲ့နေရာတွေကိုဖြတ်တန်းသွားလာနေရပါတယ်။သူတို့ဒေသကိုမုံနိုင်ဘူအလွိုင်ကဝေရောက်တိုက်ခတ်ပြီးတဲ့နောက်ပစ္စည်းတွေကိုဆဲပြီးအိတ်သုံးပစ္စည်းတွေကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ရေကြီးလို့နေအများပြားရေမြုပ်ခဲ့ပြီးပြစ်ပေါ်ကရင်းနဲ့သုံးဆောင်ပစ္စည်းတွေနေမြုပ်သွားခဲ့ပါတယ်။ အဲ့ဒီလိုမှုန်တိုင်းကြတာတခါမှမတွေ့ဘူးဘူးအိတ်ခမိုးတွေလွင့်ထွက်သွားပြီးမနေ့၃နိုင်ကလေးကရေတွေအဆက်မပြတ်တက်လာတယ်လို့အသက်56နှစ်အရွယ်နေထိုင်သူငိုထိလွန်းကပြောပါတယ်တခြားနေထိုင်သူအသက်50လေးနှစ်အရွယ်ငိုထိလန်ကတန့်ရှည်ဂျိုပန်ချက်တွေမှာရုတ်ကက်နေရပြီးသူ့အိတ်သုံးပစ္စည်းတွေအားလုံးရေမြုပ်နေတယ်လို့ပြောပါတယ်ဗီယက်နမ်နိုင်ငံမှာမိုးတက်လို့ဟနွိုင်းနဲ့မြောက်ပိုင်းပြည်နယ်တွေမှာရေကြီးရေရှမ်းခဲတာပါ အခုနှစ်အတွင်းအစိုးရဆုံးမုံနိုင်ဖြစ်ဘူဟာလွိုင်းမုံနိုင်ဝင်ရောက်တက်ခတ်ခဲ့ပြီးနောက်ထပ်လူ22ဦးပျောက်ဆုံးနေစေလို့ဗီယက်နမ်အစိုးရကအင်ကာနေမှာပြောပါရယ်မုံနိုင်ကြောက်တည်ဆုံးသူ19ဦးထိမြင့်တက်လာခဲ့ပါရယ်ရှင် လီဗာပူးတိုက်စစ်မှာပွဲထွက်ခွင့်ရဖို့အတွက်အစ်ဆက်နဲ့ရှေ့ပြန်ရတာကကောင်းမွန်တဲ့အချက်ဖြစ်ကြောင်းတိုက်စစ်မှုအီကီတီကီကပြောသွားပါရယ်အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာဖရန့်ဖတ်အသင်းကနေပြောင်းရွှေ့လာတဲ့ပြင်သစ်တိုက်စစ်မှုဟာလီဗာပူးနဲ့ပြိုင်ပွဲစုံ10ပွဲမှာ၅ဂိုးသွင်းထားပါရယ်ပွဲထွက်ခွင့်အတွက်ပြည်ထိုင်စံချိန်တင် ပြောင်းရွှေ့ခြင်းရှင်အစ်ဆက်နဲ့ရှင်ပြရတာကကောင်းမွန်တဲ့အချက်ဖြစ်ပြီးထိုက်တန်အသင်းကြီးတသင်းမှာတိုက်စစ်မှုတဦးသာရှိတဲ့အသင်းလမ်းမရှိကြောင်းအီကီတီကီကပြောပါရယ် မိမိအသက်အရွယ်ရလဲပုံမိုတိုးတက်ဖို့လိုအပ်တဲ့အရာတွေရှိနေဆဲဖြစ်ပြီးအစ်ဆက်အသေးစီရောက်ရှိလာတာကမိမိအတွက်ကောင်းမွန်ကြောင်း AKT ကပြောသွားပါတယ်။ဒါအပြင်မိမိတို့နှစ်ဦးအတူတွဲကစားရမယ်ဆိုရင်လည်းအဆင်ပြေပြီးနေပြဘက်ကဘလို့ဆုံးဖြတ်မလဲဆိုတာတော့မသိရှိနိုင်ကြောင်း AKT ကပြောသွားပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့မနက်၈နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နိုင်မှလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆက်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင် များပြည်သက်များမင်္ဂလာပါခင်ဗျာတပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြီးသူအစားပစက်ငါဘေးသာများဖျားချခြင်းတော်တူ DPP အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာလာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖျားချပေးမဲ့သူကတော့မတ်တီတီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီတီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ရေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DPP အစီအစဉ်ဒီတစ်ပတ်အတွက်ပြန်ထုတ်လွှင့်မဲ့အချိန်ရောက်လာပါပြီပေါ့ဟုတ်ကဲ့ပါမတ်တီတီဒီတစ်ပတ်မှာပေးတာတွေထဲကမှာပရမအူဆုံး ဖျက်ပြပေးခြင်းနဲ့ပေးစာကတော့ဒီဘေးရင်မျိုးနေတွေကပြဖို့လာတဲ့ပေးစာနဲ့အရင်ဆုံးစပြီးတော့ဖျက်ပြခြင်းပါတယ်ခင်ဗျာခြေတာထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ TVB ကျွန်တော်ကတော့ဒီဘေးရင်မျိုးနေလက်လုံးတောင်ကြီးရွာကပါကျွန်တော်တို့ရွာမှာတရားမဝင်မူရင်စေးရောင်းဝယ်ဖောက်ကားမှုတွေရှိနေပါတယ်ဒီတရားမဝင်မူရင်စေးရောင်းဝယ်ဖောက်ကားမှုတွေတိတိတသာရှိနေပြီးမဲ့လဲကြီးရွာလုံးကြုံကြီးခေါင်းဆောင်တောင်ဝန်ရှိသူတွေအနေနဲ့အရေးယူ ဆောင်ရွက်မပေးနိုင်တဲ့အတွက်ဒီကိစ္စကိုအထက်က NUG တောင်းဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးဖို့တောင်းဝန်သည့်ပြည်သူတယောက်အနေနဲ့တော်တူ DVB ကနေတစင်သိရှိပေးရန်ပေးဖို့အပ်ပါတယ်လုံခြုံရေးရမီမဖော်လိုပါဆိုပြီးတော့ကျွန်တော်တို့ဒီဒီပေးရင်းမျိုးနဲ့ဒါလက်လှုပ်ဒါတောင်းကြေးရပါဘောလေအဲ့ကြေးရမှာဆိုရင်ဒါတရားမဝင်မူရစေဝါရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းရေးသားပြဖို့လာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့ ARD တိုင်းမြန်အောင်မြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင် ARD တိုင်းမြန်အောင်ခရိုင်မြန်အောင်မြို့နယ်ထဲမှာရှိတဲ့မြန်အောင်ရှေဘုံသာကြောက်ကွက်ကနောင်မြို့အိုးဘူကြောက်ကွက်အင်္ဂလောကြီးရွာကြောက်စီရေလောက်ကွက်ဒီမှာတရားမဝင်ကြောက်ထုတ်လုပ်ရေးလုပ်ငန်းတွေထုတ်နေပါဗါးအဲ့ဒီကြောက်ကွက်တွေကိုတရားဝင်လိုင်စင်ချထားပေးခြင်းရှိမရှိလိုင်စင်ချထားပေးပါကထုတ်လုပ်သောကြီးရေတွေနဲ့ထုတ်လုပ်တဲ့ပမာဏကိုက်ညီမှုရှိမရှိစစ်ဆေးပေးစုလိုပါတယ် ပြီးခဲ့တဲ့နှစ်အတွက်လိုင်စင်ချထားပေးခြင်းမရှိဘဲအခုလာမယ့်ရာသီအတွက်ရှောက်ထားဆဲဖြစ်ရင်လည်းအခုလိုကြိုတင် လုပ်နေတာကို ခွင့်ပြုမိတ်ပေးမပေးနဲ့ခွင့်ပြုမိတ်ပေးရင်လည်းထုတ်လုပ်ပြီးပမာဏအခွန်ထမ်းမဲ့ပမာဏကြီးရည်အတွက်နဲ့ထုတ်နှုတ်ခြင်းရှိမရှိကိုစစ်ဆေးပေးစီလိုပါတယ်။အခုလိုမြစ်ကြောက်တူးဖော်ခြင်းကိုသတ်မှတ်ပမာဏနဲ့ထုတ်ယူတဲ့ပမာဏကိုဘယ်ဖွဲ့စည်းကစစ်ဆေးနေပါသလဲ။လက်ရှိဖြစ်ပေါ်နေတဲ့ကမ်းပြူကန်ဆာကိစ္စတွေနဲ့ပတ်သက်ပြီးမြေပြင်ကိုကွင်းဆင်းစစ်ဆေးပေးပါရန် သက်ဆိုင်ရာလူကြီးမများကိုတင်ပြလိုက်ရပါတယ်ဆိုပြီးတော့ရေးသားရင်ဖွင့်လာပါရှင်ဟုတ်ကဲ့ပါမသိကျွန်တော်တို့ဒီ AR ရီတိုင်းထဲမှာဆိုရင်ဒါမြင်အောင်လို့ဟင်္ဒရာ KI လို့ဘတ်မှာဆိုရင်ဒါမြစ်ထဲမှာပေါ့လေအခုလိုမျိုးကြောက်ဆုတ်တဲ့လုပ်ငန်းတွေတဲဆုတ်တဲ့လုပ်ငန်းတွေကလှုပ်လို့ဒါတချို့တွေဆိုရင်ဒါရွာလုံးကျော့ရွှေ့ပြောင်းနေရတဲ့အခြေအနေမျိုးတွေပေါ့လေကြုံတွေ့နေရတဲ့ဆွေတာတွေကလည်းကျွန်တော်တို့သတင်းတွေမှာမကြာခဏတွေ့မြင်နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ဘေးစားတစ်ကောင်ကတော့ဒီပဲခူးတိုင်းအနောက်ချမ်း တာယာဝရီခရိုင်တဲကပြပို့လာတဲ့ပေးသားပဲဖြစ်ပါတယ်ခင်ဗျာခြေသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်လူငယ်တွေကိုကိုချင်းမစားပဲလိန်လေရောင်းစားမှုပြုလုပ်ခဲ့ခြင်းကိစ္စကိုပြပြခြင်းလိုပါဆိုပြီးရေးသားပြပို့လာတာပါပဲခိုးတိုင်းအောင်ချန်တာယာဝရီခရိုင်ရှင်းမြွနေတဲ့ကတာယာဝရီမြွနေ30မြွနေရန်ကုန်ပြည်ကားလန်ဘေးမှာရှိတဲ့လဖေးဆိုင်တစ်ခုပေါ့လေဒါဆိုင်နံပါတ်ကိုတော့သူမပြောပြချင်ပါဘူးတဲ့ စက်တင်ဘာလ18ရက်နေ့ကတဲ့လူငယ်3ဦးကိုစစ်မှုထမ်းဆောင်ဖို့အတွက်ခရီးဦးဝန်ထမ်းတွေကပူပေါင်းပြီးတော့လိန်လယ်ပြီးရောင်းစားတာတွေပြုလုပ်ခဲ့ပါတယ်တဲ့အဲ့ဒီလိုရောင်းစားတာနဲ့ပတ်သက်လို့သတင်းပေးတိုင်ကြားခဲ့ပေမဲ့တက်ဆိုင်ရာမှာတစုံတရာအရေးယူဖော်ထုတ်ခြင်းဆောင်ရွက်ခြင်းမရှိပါဒါကြောင့်အစိပ်ပင်ရေလောင်းသလိုအပအမြောက်ဖြစ်နေပါသဖြင့်လူငယ်တွေအနေနဲ့အယုံမလွယ်ပဲသူတို့နောက်မှာသွာလာနေထိုင်ခြင်းများမပြုလုပ်ကြရင်သတိပြုနေထိုင်ရန်လိုအပ်ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ဒီရန်ကုန်ပြည်ကားလန်းနဘေးမှာရှိတဲ့ဒီလက်ဖေးတိုင်းပေါ့လေဒါအဲ့ဒီမှာဆိုရင်ဒါဌာနဆိုင်ရာဝန်ထမ်းတွေကနေပြီးတော့လူငယ်တွေကိုဒါစစ်မှုထမ်းဖို့အတွက်လင်းလေပြီးတော့ရောင်းစားနေတဲ့အကြောင်းဂျေတာပြပို့လာတဲ့စာကိုဖကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွာကျော်ရေအခုတစ်ခါဖတ်ပြပေးမယ်ပေးစာကတော့မကွေးတိုင်းခံကောမြို့နယ်ကပြပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော့ TDBB ရေးတဲ့တင်ပြစရာလေးရှိလို့တင်ပြလိုက်ပါတယ်မကွေးတိုင်းဒေသကြီးခံကောမြို့နယ်တရားရေးဖွဲ့ဟာ ကြော်ရွာကျေးရွာမှာရှိတဲ့တောင်သူတူဦးပိုင်ဆိုင်တဲ့လယ်မြေနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ခံကောမြို့နယ်တရားရေးအဖွဲ့ကပုံစံခုနှစ်ကင်ဆောင်တာပြီးလက်ရှိလုတ်ကင်ဆောင်ရနေသူကိုအရှုံးပေးကာမိသည့်အထောက်ထားမှမရှိသူသာလျှင်အနိုင်ရရှိကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်။အထက်ပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတရားရေးရင်းရိုင်မှုအားသက်ဆိုင်ရာတရားသူကြီးအစီအစဉ်မှဖြည့်ရှင်းဆောင်ရွက်ပေးပါရန် .2dv မှတဆင့်တင်ပြလိုက်ရပါတယ်။ကျွမ်းနှင်းရွာခံကောမြို့ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ ပြမမတည်နောက်ထပ်ပေးတာတောင်ကိုဆက်ပြီးတော့မဖက်ရှားခင်မှာကျွန်တော်ရဲ့ဒီပြည်သူအစားအစက်ငါပေးတာများစီစဉ်ဒါတော့ TV စီစဉ်ကိုစာရီရေးသားပြဖို့လုပ်မယ်ဆိုရင်ရင်ဖွင့်စာရီပြင်ကိုဒေတာကိုပတ်ဝန်းကျင်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဓာတ်ပုံနေဗီဒီယိုဖိုင်နဲ့တကွရေးသားပြဖို့နိုင်ကြပါတယ်ခင်ဗျာဒီမီကလည်းတစ်စင်းရေးသားပြဖို့လုပ်မယ်ဆိုရင်တော့ dot2dvd@gmail.com ကိုရေးသားပြဖို့နိုင်ပါတယ် Facebook ကလည်းရေးသားပြဖို့လုပ်မယ်ဆိုရင်တော့ facebook.com မြင်းဆောင် .2dpp ရဲ့ messenger ကနေတစ်စင်းရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတစ်စင်းရေးသားပေးပို့လို့မယ်ဆိုရင်တော့အပေါင်း66 8211946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာအခုဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကတော့ဒီစကိုင်းတိုင်း30မြို့နယ်တွေကရေးသားပြဖို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာ ရေးသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်စကိုင်းတိုင်းဒဇင်မျိုးနဲ့ချစ်ဂျီဘူပေါင်းမှာဒဇယ်သားရက်ချွတ်တူကပြည်သူတွေပေါ်မှာအနိုင်ကျင့်ဝင်ညှင့်နေပါတယ်ရဲဘွားကလည်းပြည်သူမျက်ရည်နဲ့အတက်မွေး CDM မလုပ်တော့လဲအချင်းကမပြောင်းဒေါ်လာရေးကိုအရက်ဖိုး9000တသောင်းရယုံလောင်းနဲ့ချောင်းစားလှုပ်ရှားနေတာသက်ဆိုင်ရာမျိုးနယ်ကလူတွေကလည်းအေးမယူဗတရားမှုကို